ီနေ့ကတော့ဒါကျွန်တော် 3D မိတ်ဆွေများတို့ပေါ့နော်ဗီဒီယိုလေး define တင်ပေးမယ်ပေါ့နော် break နဲ့ပတ်သက်ပြီးတော့ကြားဆိုင်လေးရှိမရှိနဲ့ကျွန်တော် break မျိုးကို line လေးမေးထားတဲ့လူတွေတို့ပေါ့နော်ဒီ point ဒီ file လေးနဲ့ဒါကျွန်တော်တင်ပေးလိုက်ပါနော်အဲ့တော့ကျွန်တော်အစားဆုံးကြည့်ကြအောင်ခင်ဗျာဒီကမှာပေါ့နော်ဒီမှာ2.9ဆိုတဲ့ကဏ္ဍကြရပေါ့နော်2.9ရတနည်းချမှာလဲ2.9လို့2.9ပတ်လဲလေးကြရပေါ့နော်2ရတနည်းချမှာလဲ2.9ပတ်လဲလေးကြရပေါ့နော်အ အဲ့ဒီအချိန်တော့ကကျွန်တော်ရဲ့ LED member တွေကိုပြောခဲ့တယ်ပေါ့နော်ဒီနှစ်ခုနှစ်ကကျွန်တော်တို့ဒီနေရာမှာမှအထုပ်ပေါ့နော်ဒီဒီနားလေးမှာကျွန်တော်ကဗရိတ်နှစ်ကိုကျွန်တော်ဖမ်းလိုက်တာပေါ့နော်ဗရိတ်နှစ်ကိုဖမ်းပြီးမှသူ့ရဲ့ဗရိတ်နှစ်ရဲ့အောက်မှာဒါနှစ်ခုနှစ်ဆိုပြီးတော့ဒါကျွန်တော်တို့ကနောက်အချိန်အတွက်ဆိုပြီးတော့ဒါနှစ်နှစ်နှစ်ခုဘက်လေးလေးကိုဒါကျွန်တော်ပြခဲ့တယ်ပေါ့နော်ဒါမင်းနဲ့ तू ကဒီဗရိတ်နှစ်ရဲ့အောက် तू ကဗရိတ်ထွက်တော့ဗရိတ်နှစ်ရဲ့အောက်မှာထွက်တယ်ပေါ့နော်ဒါဗရိတ်နှစ်ရဲ့အောက်ဒီမှာထွက်တယ်ပေါ့နော် तू ကဗရိတ်နှစ်ရဲ့အောက်မှာမထွက်ဘဲနဲ့ဒါ သူ့ရဲ့အပေါ်မှာဒါပြိတ္တရအောင်မထွက်တော့တဲ့အတွက်ဒီအချိန်လေးမှာပေါ့နော်ဒီဒီကျွန်တော်တို့ဒီအောက်မှာတော့မကနန်ဒီအပေါ်လေးမှာထွက်တော့တာပေါ့နော်အဲ့တော့နှစ်ခွန်းနဲ့မှာတော့တပွဲဒါနားလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်ကြည့်ကြအောင်ခင်ဗျာဒီမှာနှစ်ခွန်းနဲ့လို့ထွက်တယ်ပေါ့နော်နှစ်ခွန်းနဲ့တနေချာနှစ်ခွန်းနဲ့တနေချာနှစ်ခွန်းနဲ့လို့ထွက်တယ်ပေါ့နော်နှစ်ခွန်းနဲ့လို့ထွက်ပြီးရတဲ့သူ့ရဲ့တပွဲရုံမှာကြရတဲ့ဒီ9ခွန်းနဲ့ဆိုတော့ကော9 6ခွန်းကဝန်းချင်းပေါ့နော်ကိုခွန်နဲ့က96ခွန်ကသူ့ရဲ့ဆောင်းကအကောင်96ခွန်ကဝမ်းချင်းပေါ့နော်အဲ့လိုရိုက်ပြနေသူ့ရဲ့အောက်မှာကြတဲ့ဒီ ဒီမှာ break ငါဆိုတဲ့ခဏကြားတယ်ပေါ့နော်အဲ break ငါဘယ်က break ငါလဲဆိုတော့သူ့ရဲ့ဆောင်းကကောင်းကဒီကကောင်းကဒီမှာ298 break ငါဖြစ်တဲ့အတွက်ဒီကိုလည်းသူက break ငါလို့ပဲပြီးတယ်ပေါ့နော်1 chain ကဘယ်ကလာလဲဆိုရင်သူ့ရဲ့အောက်က286ဆိုတဲ့ကောင်က86တဲ့ကို1 chain ပေါ့နော်ဒီမှာကျွန်တော် break ငါရှိလို့ဒီမှာ break ငါလို့ရက်ရမယ်ဒီသူ့ရဲ့အောက်ကကောင်းကဒါ1 chain ဖြစ်ရမယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ဒီကမှာ ီမှာ brain 5ရှိလို့ဒီမှာ brain 5ရိုက်မယ်ဒီကောင်268 1ချိန်နဲ့ brain 5ဖြစ်ရမယ်ဆိုတော့ဒီမှာ68တဲ့ဆိုပြီးတော့သူကထွက်သွားတယ်ပေါ့နော်ဒါတကက်ပေါ့နော်ဒုတိယတကက်သူ့ရဲ့တစ်နှစ်ချားမှာဒါ2ခုနဲ့ဆိုပတ်လည်လေးထွက်တယ်ပေါ့နော်နှစ်ခုနှစ်ပတ်လည်လေးထုတ်ပြီးတဲ့နဲ့သူ့ရဲ့တပွဲကြုံမှာလဲဒါတပွဲကြုံမှာကြားတဲ့ဒီ6395ဆိုတဲ့ကောင်က4395 6395ဝန်းချင်းပေါ့နော်4395 6395ဝန်းချင်းလို့ပေးမယ်ဒီ4395ရဲ့အောက်မှာပရိတ်ရှိရှိလို့သူ့ရဲ့ဆောင်းကိုလဲပရိတ်ရှိလို့ပဲပေးတာပရိတ်တူပရိတ်လို့ပေးတာဒီမှာပရိတ်တူပရိတ်လို့ပေးတယ်လို့ပဲ ဒီမှာလဲသူက break to break လို့ပေးတယ်ပေါ့နော်အဲ့လိုပြပြတာနဲ့ဒီမှာ break ရှိရှိတဲ့အတွက်ဒီမှာ break ရှိဖြစ်ရမယ်ဒီမှာထွက်တဲ့ခဏဒီမှာ break ရှိဖြစ်တဲ့အတွက်ဒီမှာ break ရှိထွက်ရမယ်ခဏဘယ်ကကောင်းနေနဲ့ထွက်ရမလဲဆိုတော့ကျွန်တော်တို့သူ့ရဲ့အောက်ကဒီ93က1 chain နဲ့ break ရှိဖြစ်ရမယ်ဆိုတော့ဒီမှာ930ဆိုပြီးတော့သူကကြာသွားတယ်ပေါ့နော်ဒါကဒုတိယ decide ပေါ့နော် တတိယတစ်ဆိုင်ကျွန်တော်ပြမယ်နော်တတိယတစ်ဆိုင်မှလည်းဒီမှာနှက်ခုံနဲ့လွကြည်ပေါ့နော်တနည်းခြားဒီမှာနှက်ခုံနဲ့လွလိုက်ထွက်ပြီးအဲ့လိုထွက်ပြရတဲ့သူ့ရဲ့တပွဲကြုံမှာကြားတဲ့အကောင်ကလည်းသူ့ရှေ့နှက်ကအတိုင်းပဲတိတိကျကျလောက်သွားတယ်ပေါ့နော်ဒီ3 3ညာကိုဆိုတဲ့ကဏ္ဍသူ့ရဲ့ဆောင်းက5ကို3က3 3ညာကိုဝမ်းချင်းလို့သူကရိုက်မယ်ပေါ့နော်အဲ့လိုရိုက်တယ်လို့ပဲသူ့ရဲ့အောက်မှာကြာမယ်ဒီအောက်မှာကြာမယ်ပရိတ်ကဒါသူ့ရဲ့အဆောင်ကပရိတ်ကဒီဘရိတ်တူပရိတ်လို့ရရမယ်ဆိုတော့ဒီမှာ9တုံညာလေးပရိတ်ကိုရှိတဲ့အတွက်ဒီမှာလည်းပရိတ်ကိုရှိရမယ်ပေါ့နော် ဘရိတ်ကိုဖြစ်ရမယ်ဆိုတော့ဒီကောင်းကဝမ်းချင်းဒီနားလေးမှာဘရိတ်ကိုထွက်ရမယ်ဝမ်းချင်းကဘယ်ကကောင်းလာမလဲဆိုသူ့ရဲ့အောက်ကကောင်းမှာပေါ့နော်ဝမ်းချင်းပေးတာလားပေါ့နော်အားတုံညာတုံကဒီကိုဝမ်းချင်းပေးပြီးတော့မှဘရိတ်ကိုလာရမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါမှာဘရိတ်ကိုဆိုလို့ရှိရင်6တုံညာ3တို့5တုံညာ4တို့အဲသူကအဲ့လိုထွက်တာပေါ့နော်6တုံညာ3ဒါ5တုံညာ4 5 3တဲ့ဆိုတဲ့ကဏ္ဍလေးဒီနားလေးမှာဒါဒီဝမ်းချင်းလေးနဲ့ယူမယ်ဆိုရင်ထွက်တာပေါ့နော်ပြန်ရှင်းပြမယ်နော် ငါကိုနဲ့လို့ရတယ်သူ့ရဲ့တပွဲကြုံမှာရိုက်တယ်9ုံနဲ့ဆိုတော့ကောင်း6ုံကောင်းဝမ်းကျင်းသူ့ရဲ့အောက်မှာဒီကမကြတဲ့ပလိကသူ့ရဲ့ဆောင်းကပလိဒီမှာပလိငါရိုက်လို့ဒီမှာပလိငါလို့ရိုက်တယ်အဲဒီကကောင်းကဘယ်ကဝမ်းကျင်းယူတယ်လဲဆိုလို့ရှိရင်သူ့ရဲ့အောက်ကဒီ2 6ဆိုတော့ကောင်း6 6တဲ့ကိုဝမ်းကျင်းတယ်ဒီမှာပလိငါဖြစ်တဲ့အတွက်ဒီမှာပလိငါဆိုပြီးတော့6 6တဲ့ဆိုပြီးတော့ထွက်တယ်ဒီမှာ2ုံနဲ့လို့ရိုက်တယ်သူ့ရဲ့တပွဲကြုံမှာထွက်တယ်6 3 5 4 3 5ဝမ်းကျင်းသူ့ရဲ့အောက်မှာကြတယ်ငါက30ဒီမှာပလိရှိ သူ့ရဲ့အောင်မှာ break ရှိရှိတဲ့အတွက်ဒီကျွန်တော်တို့ဒီအစယူခဲ့တဲ့ဒီနှစ်နှစ်ခုနှစ်ရဲ့တပွဲကြုံမှာ635ဟာ435ဟာ1ဖြစ်တယ်လို့ပဲသူ့ရဲ့အောက်ကဒီကောင်းကဒီကျွန်တော်ဒီမှာ break ရှိရှိတဲ့အတွက်သူ့ရဲ့ဆောင်းလည်း break ရှိလို့ရိုက်တယ်1ချင်းကဘယ်ဘယ်က1ချင်းနဲ့ရိုက်မလဲဆိုရင်ကျွန်တော်တို့953ကဒီမှာ953ကဒီဟို 530ဆိုပြီးတော့ဒီမှာ brake ဒီနားလေးမှာ brake ရရမယ်အဲ brake ရကနေဘယ်ဘယ်ကနေနဲ့ရရမယ်ဆို9531ဂျိန်းနဲ့ဒါ brake ဆိုပြီးတော့သူကရရမယ်ပေါ့နော်အဲ့တော့930ဆိုပြီးထွက်သွားပြီဒီမှာ2.2လို့ရတယ်သူရတပွဲကျော်မှကြာတယ်အသုံးသုံးနေအကိုဆိုတော့ကောင်သူရဆောင်က9931ဂျိန်းသူရအောက်မှာကြာမယ်ဒီရမှာထွက်ရမယ် brake ကသူရဆောင်က brake ဒီမှာ934လေးကိုဒီမှာ9300 sorry ဒီမှာ break ကိုရှိတဲ့အတွက်ဒီမှာ break ကိုလို့ပဲရရမယ်သူကဘယ်ဟာ1 chain လဲဆိုရင်ရှေ့ကအတိုင်းမှာဒီသူ့ရဲ့အောက်က9 3ည3က1 chain နဲ့ break ကိုဆိုတော့ကျွန်တော်တို့ကဒီ6 3ည3ဆိုတဲ့ကဏ္ဍရှိမယ်9 3ည4ဆိုတဲ့ကဏ္ဍရှိမယ်နောက်ကျွန်တော်တို့ဒီ9 3တဲ့ဆိုတဲ့ကဏ္ဍလေးရှိမှာပေါ့နော်ဒီကောင်ဝမ်းချိန်နဲ့ဆိုရင်အဲ့ထက်ကမှကျွန်တော်တို့တိုက်ဆိုင်တဲ့ကဏ္ဍလေးတစ်ခွက်ကျွန်တော်ထုတ်ပြပေးမယ်နော် move set ကြလေးနဲ့ကျွန်တော်ဒီ900ဘတ်လေးထွက်တာပေါ့နော် 900ဘက်လေးလေးထွက်တယ်ပေါ့နော်ဒီကျွန်တော်80နဲ့တခု80ခုနဲ့မှာပေါ့နော်ဒါကလင်နာသားဆရာတွေအများကြီးပါတာပေါ့နော်မြုံရင်လဲကျွန်တော်ပြတဲ့ cycle တွေဒါဟုတ်မဟုတ်ကိုလဲဒါကလင်နာဆရာတွေကိုဆက်ခိုင်းလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ80ခုနဲ့မှာ900ဆိုတဲ့ကဏ္ဍဖြစ်ထွက်တယ်ပေါ့နော်900ကနေဒါ900မြောက်ရေးလိုက်ပေါ့နော်900မြောက်ရေးလိုက်လို့ရှိရင်88ခုနဲ့မှာ88ခုနဲ့ရောက်သွားတာပေါ့နော်900လို့ထွက်တယ်900နဲ့900ချိန်ကြီးလိုက်88ခုနဲ့ရောက်သွားတယ်အဲ့နှစ်ထဲမှာ900ဘရိတ်ကဏ္ဍမထွက်ပါဘူးခင်ဗျ ဒီနှစ်ထက်မှာကိုးပရိကနမထွက်ဘူးပေါ့နော်သူရနောက်နှစ်မှာမှ၃ညနောက်ပိုင်းနဲ့ဘရိတ်ကိုးဆိုတဲ့ကနဒါထွက်တယ်ပေါ့နော်ဒီမှာတော့920ဆိုပြီးတော့၃ညနောက်ပိုင်းနဲ့ဘရိတ်ကိုးလို့ထွက်တယ်အဲ့လိုထွက်ပြရတဲ့ကျွန်တော်တို့ဒီသူကနေ၄နှစ်မြောက်ရေးလိုက်ပေါ့နော်၁နှစ်၃၄၄နှစ်မြောက်ရေးလိုက်ဘရိတ်ကိုးကနထွက်တယ်ပေါ့နော်အဲ့ဘရိတ်ကိုးကနကဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုသူကလိုက်ရိုက်တယ်နော်ကျွန်တော်ပြောတာရှင်းမယ်လို့ထင်ပါတယ်900နေ6ချိန်ရေးလိုက်6နှစ်ရေးလိုက်ပေါ့နော်အဲ့နဲ့တော့6နှစ်မြောက်ထဲမှာ6ဘရိတ်ကနမထွက်ဘူးပေါ့နော် သူ့ရဲ့နောက်ထပ်မှာမှ၃ညနောက်ပိုင်းတော့ break ကိုလို့ထွက်တယ်အဲ့လိုထွက်ပြရတဲ့သူ့ရဲ့သူကနေ၄နှစ်ရေးလိုက်ပေါ့နော်တင်းနှစ်၃၄၄နှစ်မြောက်ရေးလိုက် break ဆိုတဲ့ကဏ္ဍလေးတစ်ခွက် break ဆိုတဲ့ကဏ္ဍထွက်တာပေါ့နော် break ကဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုဒါလိုက်ထွက်တာပေါ့နော်ဒါတကပ်ပေါ့နော်၂006ခုနှစ်မှာလာဒီမှာ900ရာဆိုတဲ့ကဏ္ဍလေးထွက်တာပေါ့နော်ကိုကပတ်လိုက်လေးထွက်တာ900ရာနေမှာကျွန်တော်တို့900မြောက်ရေးလိုက်2014ကိုရောက်သွားမှာပေါ့နော်အဲ့နှစ်တည်းမှာ break ကဏ္ဍဒါမကြခဲ့ပါဘူးနော် ဘရိတ်ကူးကနေမကြခဲ့ဘူးသူရဲ့နောက်နေမှာပါဒါ၃ညနောက်ပိုင်းနဲ့ဘရိတ်ကူးလို့ရတယ်ပေါ့နော်အဲ့လို၃ညနောက်ပိုင်းနဲ့ဘရိတ်ကူးလို့ရပြီသူကနေ၄နှစ်မြောက်ပြီလေပေါ့နော်၁နှစ်၃၄ဒီနှစ်မြောက်ပြီလဲအဲ့နှစ်ထဲမှာဘရိတ်ကူးကနေတစ်ခွက်ထွက်တယ်ပေါ့နော်အဲ့ဘရိတ်ကူးကလည်းဒီပိနှစ်ကနေဒီပိနှစ်ကိုဒါလိုက်ထွက်တယ်ပေါ့နော်ဒါဒုတိယတက်ကပေါ့နော်တတိယတက်ကကျွန်တော်ရှင်းပြမယ်နော်ဒီမှာ၂၀၁၀မှာလဲ900ဆိုတဲ့ကနေထွက်တယ်900နေ9နှစ်မြောက်ပြီလိုက်ကျွန်တော်၂၀၂၀မှာဘရိတ်ကူးဆိုတဲ့ကနေ မထွက်ဘူးပေါ့နော်ဘရိတ်ကိုဆိုတဲ့ကနားမထွက်ခဲ့ဘူးသူရဲ့နောက်နဲ့မှမှ၃ရက်နောက်ပိတ်နဲ့ဘရိတ်ကိုဆိုတဲ့ကနားဒါထွက်တယ်ပေါ့နော်သူကနေ၄နှစ်မြောက်ပြီးလိုက်တယ်နှစ်၃၄၂024မှာဒါဘရိတ်ကိုကနားဆိုကျွန်တော်တို့6393 934ဆောတော့ကျွန်တော်ပြောတဲ့ဒီ933ဝန်းကျင်နဲ့633 934ဆိုတဲ့ကနားနှစ်ခွက်ထွက်ကြရပါတော့အဲ့တော့ဒီဘက်နဲ့ကဘရိတ်ကိုကနက်တစ်ခုကဒီဘက်နဲ့ကိုထွက်ရမယ်ဆိုရင်ကျွန်တော်ဒီ633ဖိုင်ကိုလည်းအစားဆုံးဖိုင်မှာကျွန်တော်တင်းခဲ့တာရှိတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့သူသူပြီးတော့ကျွန်တော်မြင်လာလေးတစ်ခုပြပြရမယ်ဆိုရင်သူပြီးတော့ ီလေးလေးနောက်ပိတ်နဲ့ break ကိုမြားဒီမှာကျွန်တော်တို့ဒီမှာ900လို့ထွက်တယ်ပေါ့နော်900နဲ့9နှစ်မြောက်ရေးလိုက်အဲ့နှစ်ထဲမှာ break ကိုမထုတ်သူ့ရဲ့နောက်နဲ့မှာ300နောက်ပိတ်နဲ့ break ကိုထွက်တယ်ပေါ့နော်သူကနေ4နှစ်မြောက်ရေးလိုက်တယ်ပေါ့နော်လေးနောက်ပိတ်နဲ့ break ကိုကနန်းထွက်တယ်ပေါ့နော်အဲ့လေးနောက် break နဲ့ break ကိုကဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုရိုက်တာလာပေါ့နော်ဒီမှာလေကျွန်တော်တို့900လို့ထွက်တယ်သူကနေ9နှစ်မြောက်ရေးလိုက်ပေါ့နော်2014ထဲမှာ break ကိုကနန်းမထွက်ဘူးပေါ့နော်သူ့ရဲ့နောက်နဲ့မှာမှာ300နောက်ပိတ်နဲ့ break ကိုလို့ထွက်တယ်ပေါ့နော်သူကနေ4နှစ်မြောက် ထပ်ရေးလိုက်လို့ရှိရင်လေးနောက်ပိုင်းနဲ့ break ကိုလို့ထွက်တာအဲလေးနောက်ပိုင်းနဲ့ break ကိုကလည်းသူကသူဒီဘက်နဲ့ကလည်းဒီဘက်နဲ့ကိုဒါလိုက်ထွက်တယ်ပေါ့နော်အဲ့တော့ဒီမှာလည်းကျွန်တော်တို့ဒီမှာကိုရလို့ထွက်တာကြီးပေါ့နော် ကိုရအနေမှာဒါကျွန်တော်တို့ကုနှစ်မြောက်ရေးလိုက်2020မှာဘရိတ်ကိုကနမထွက်ဘူးပေါ့နော်သူရဲ့နောက်နေမှာမှာတုံညာနောက်ပိတ်နေဘရိတ်ကိုလို့ထွက်တယ်ပေါ့နော်တုံညာနောက်ပိတ်နေဘရိတ်ကိုလို့ထွက်ပြရတယ်သူကနေ၄နှစ်မြောက်ရေးလိုက်ပေါ့နော်ရှေ့ကတိုင်းဆိုရင်တော့သူက၄နှစ်နောက်ပိတ်နေဘရိတ်ကိုတွေကဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုပြေးတယ်ဆိုတော့ဒီ၅တုံညာလေးလေးရောဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုပြေးအောင်မလားဗျဒါဝန်ချင်းလေးလည်းရှိတယ်ဒီနောက်လေးမှာဘရိတ်လေးလည်းရှိတယ်ပေါ့နော်ဘရိတ်ကိုလေးလည်းရှိတယ်ပေါ့နော်အစတော့ဒီကနန်းနေကြည့်ပြီးတော့ဒီကနန်းနေဒါကျွန်တော်ထုတ်မလို့ပေါ့နော်၅တုံညာလေးတို့ နောက် member တွေကိုပြရမှာလို့ပေါ့နော်ဒါနဲ့ဒီ site တွေကောင်းတဲ့ကဏ္ဍ site လေးဒါရှိတယ်ပေါ့နော်သေချာကိုတဲအောင်ရမယ်ကဏ္ဍလေးတွေ့နေရပေါ့နော်တွေ့နေရတယ် account တွေကို offer ထုတ်ပြီးတော့ဒါရန်ကွက်ထဲမှာတောင်းဒီကောင်းလေးတွေကိုထည့်မပြပြပါဘူးနော်မြင်ပြီးတော့မှဒါကျွန်တော် 3D member တွေကိုတော့ရန်ကွက်ထဲမှာတောင်းထည့်ပြီးတော့ဒါမပြပြဘူးပေါ့နော်။ကနန်းကြား site ကြီးကတော့ကောင်းတယ်။ဒါပေမဲ့ဒီထစ်ကြိုက်တယ်ပေါ့နော်။ဒီထစ် authentic နဲ့တိချာချကိုကြလိမ့်မယ်လို့ကလင်နာတစ်ကျော်လုံးမှာကြာနေတဲ့ line တွေညနေမှာထုတ်ပြီးတော့မှဒါကျွန်တော်ရဲ့ 3D member တွေကို အောက်ကထုတ်ပေးခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီကောင်ကတော့ brake ကိုကြားဆိုင်ကလေးနဲ့ဒါ one chain လေးလက်ရှိ brake လေးရရှိဆို ျွန်တော်ရဲ့3 dimension ပါများအနေနဲ့လည်းရမ်းမယ်ဆိုရင်ဒါရမ်းတဲ့နဲ့အကနှန်းလေးပေါ့နော်ပြီးမယ်ဆိုလည်းပြီးနိုင်ပါလားခင်ဗျနောက်တစ်ခုကတော့ဒီအချိန်မှာဒါအော့ကိုအော့တဲ့နဲ့တခြားရမ်းကိုရမ်းတဲ့နဲ့အော့ကိုအော့တဲ့နဲ့ကနှန်းလေးအော့တစ်ခွက်နဲ့ရမ်း၃ခွက်လည်းရှိပါနော်အဲဒီချိန်စာဟုတ်9000ယူပါခင်ဗျ cycle ကျွန်တော်ရဲ့ကြာ cycle တွေကိုကြည့်ချင်နေဆိုရင်လည်းဒါ Telegram မှာ site နဲ့တကွာပြသပေးပါမယ်နော်ဒီချိန်စာဟုတ်1000နဲ့ပေါ့နော်3999 999 439ကနေလာရောက်ဆက်သွယ်ပြီးတော့အားပေးနိုင်ပါတယ်နော်ကျွန်တော်ရဲ့ video ဖိုင်လေးကိုစုံအောင်ကြည့်ပြတဲ့အတွက်ကျွန်တော် 3D မိတ်ဆွေများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်เนาะဒါ9တုံညာလေးနဲ့6တုံညာအုံကိုမက်တာလက်ဆောင်အဖြစ်ပေးလိုက်ပါเนาะ9တုံညာလေးလေးကတော့ဒါပို့ပြီးတော့ကောင်းနေတဲ့အနေထားပေါ့เนาะ